ိုးတုံးကညီအကိုနှစ်ယောက်ရှိတဲ့ညီဖြစ်သူကအလွန်ချမ်းသာတယ်အကိုဖြစ်သူကတော့ဆင်းရဲရှာတယ်လက်သမားအလုံးနဲ့လုတ်ကင်စားတော့ရတယ်ပေါ့ညီဖြစ်သူကလည်းအကိုကိုကူညီတာထောက်ပံ့တာဘာမှမလုပ်ညီအကိုရာတော်တာဘာမှကိုမကူညီတော့အကိုဖြစ်သူကစိတ်ထဲမှာညီကွန်ချင်းမကူညီရကောင်းလားလို့စိတ်နာနေတဲ့ တနေ့တော့ညီဖြစ်သူသထေကအိမ်ဆောက်ချင်တော့အကိုကြီးကို တိုင်မင်းပြီးတော့အိမ်ဆောက်ပေးဖို့ပြောတဲ့။အကိုကြီးကလည်းလက်သမားဆရာကြီးဆိုတော့အေးဆောက်ပေးရမှာပေါ့ဆိုပြီးတော့ဒီလောက်တောင်ညီအကိုမှမတိတတ်တဲ့ကောင်းမွဲသွားအောင်ငါလုပ်ပြမယ်။မင်းတိရောပေါ့ဆိုပြီးတော့အိမ်ရဲ့ဥယျာဉ်တိုင်းကိုစောက်ထိုးစိုက်ပြစ်လိုက်တဲ့။ဒီလိုနဲ့အိမ်ပြီးသွားတဲ့အခါ ဥယျာဉ်တိုင်းဇောက်ထိုးကြီးနဲ့အိမ်မှာညီဖြစ်သူနေရတာပေါ့ညီနေတဲ့အိမ်ဟာဥယျာဉ်တိုင်းဇောက်ထိုးကြီးနဲ့ဖြစ်နေတာပေါ့ညီဖြစ်သူကဇောက်ထိုးရဲ့မိုးမျော်ရဲ့ဘယ်သိမှလဲသူ့အလို့သူ့လို့နေတော့အရင်လိုချမ်းသာနေတာပါပဲအကိုဖြစ်သူကလည်းငါညီဘယ်တော့မွေးသွားမှလဲဘယ်တော့စီးပွားရေးတွေအဆင်မပြေဖြစ်မှလဲသူ့အိမ်ဥယျာဉ်တိုင်းငါဇောက်ထိုးကြီးစိုက်ထားခဲ့တာ ်ဒီကောင်မွဲကူမွဲရမယ်ဆိုပြီးတော့အမြဲတမ်းစောင့်ကြည့်နေခဲ့တယ်။ဒါပေမဲ့ညီဖြစ်သူကပုံမှန်အတိုင်းကာယကံအလုကောင်းဝစီကံအပြောဆိုကောင်းမနောကံစိတ်နေစိတ်ထားကောင်းနေနဲ့ကြိုးစားနေတော့ချမ်းသာမြဲချမ်းသာနေတာပါပဲ။နှစ်တွေ10နှစ်9နှစ်ကြာလာတော့အကူဖြစ်သူကပတ်ဝန်းကျင်မှာပြောတဲ့ငါညီကမမွဲလို့သာနေတာရဲ့ သူ့အိမ်ကဥယျာဉ်တိုင်းကဇောက်ထိုးကြီးငါစိုက်ခဲ့တာငါသူ့ကိုမွဲအောင်ဆိုပြီးတော့ကိုတမင်တကာဇောက်ထိုးကြီးစိုက်ခဲ့တာဒီကောင်ဒုက္ခရောက်တော့ကွာဆိုပြီးတော့ငါလုတ်ခဲ့တာ ဆိုတဲ့စကားအရဝိုင်းထရေဝိုင်းမှာပြောလိုက်မှာပေါ့အဲ့ဒီစကားအဲ့ဒီအကြောင်းတွေကိုတဆင်စကားတဆင်သားနဲ့ညီဖြစ်သူတိသွားတော့ဟာဒုက္ခပဲငါအိမ်ကဥယျာဉ်တိုင်းကဇောက်ထိုးကြီးဆိုပါလားဆိုပြီးတော့ စိတ်တွေစပြီးတော့ဆင်းရဲလာတယ်။စားလဲငါအိမ်ကဥယျာဉ်ကဇောက်ထိုးကြီးတဲ့။တွားလဲပဲငါအိမ်ကဥယျာဉ်ကဇောက်ထိုးကြီးဟာအလုံးလုံးလဲဒီစိတ်ကြီးပဲဖြစ်နေတော့အလုံးအပေါ်မှာလဲစိတ်ကမရောက်တော့ဘူး။နေရတာကလဲစိတ်မချမ်းသာတော့ဘူး။စိတ်မချမ်းသာ စိတ်ကဆင်းရဲနေတော့ရောက်တဲ့နေရာမှာလဲရှင်ရွံ့ပြပြမရှိဝယ်တဲ့နေရာမှာလဲစီစီစစ်စစ်မရှိ လုပ်ငန်းမှာလဲစိတ်ကမရှိနဲ့ တဖြည်းဖြည်းနဲ့စီးပွားရေးတွေကြကြလာခဲ့တယ်။နောက်စိတ်တွေပါဆင်းရဲပြီးတော့အိပ်ပြက်အစားပြက်နဲ့ယောဂါတွေဘာတွေပါရလာတော့ဆေးကူရင်ဘာရင်နဲ့စီးပွားတွေပါ ပြက်သွားရပြီးဘဝပါပြက်သွားရတဲ့။အဲ့ဒီသူ စီးပွားပြက်ရတာဟာတကယ်တော့ငါအိမ်ကဥယျာဉ်တိုင်းကဇောက်ထိုးကြီးဆိုတဲ့အစွဲစီကြီးဖြစ်နေလို့စိတ်တွေဆင်းရဲပြီးအလုတ်ထဲစိတ်မရောက် လူမှုဆက်ဆံမှုတွေမှာစိတ်မပါနဲ့ဘဝပြက်ခရတာမဟုတ်လားဒီတိုင်းမှာပဲစနေอยู่တဲ့ဝင်လို့စီးပွားပြက်တော့ပြက်မယ်မဟုတ်ပါဘူးငါစနေอยู่တဲ့ရောက်နေတယ်ငါဒုက္ခရောက်တော့မယ်ထင်တယ်ဆိုတဲ့အစွဲစိတ်စိုးရင်စိတ်တွေကကိုယ့်ကိုဒုက္ခပေးနိုင်ပါတယ်ကိုယ့်အသည့်ကိုယ့်အတွေးကိုလူသားအလုံးပေါ်မှာဖြန့်တွေးစေချင်ပါတယ်